ကလကကြီးရဲ့နေပါအောင်ကလို့ကောင်းနေတော့ဟောပွဲရသိမ့်တော့မှာမနဲ့လင်းတော့မှာမဟုတ်လို့ဇက်ကသိမ့်တော့မှာကလကချတော့မှာဒါပြီကလကကို မချသေးခြင်းသေးဘူးမလုပ်ခြင်းသေးတော့ကခြင်းသေးတယ်တကယ်လဲလူသားတွေဟာအဲ့ဒီတိုင်းပဲเนาะဘယ်သူမှဇက်ကိုမသိမ့်ခြင်းမှာဘူးဒီဘဝမဖြစ်လို့ဇက်သိမ့်ရင်နောက်ထပ်တစ်ဇက်ထွက်မှာပဲသူကတစ်ဇက်ပြီးတစ်ဇက်ထွက်မှာเนาะ အခုဒီဘဝဇက်ကထွက်ခဲ့တာနော်ဇက်ကလာညရဲ့ဘယ်ပိုင်းလောက်ရနေရောက်နေပြီလဲနည်းနည်းလောက်ခန်းစားကြည့်ပါနော်အရင်ဘဝလည်းဇက်တွေမျိုးမျိုးထွက်ခဲ့တာပဲနောက်လည်းထွက်ဦးမှာပဲဇက်ကဟုတ်လားဘာဘူးလို့ဘုံတို့တရအဲ့လိုတဇက်ပြီးတဇက်မမောနိုင်မပန်းနိုင် ကနေကြရတာတုံးအဓိကတော့တစ္ဆာလေးပါကိုမသိလို့ဘဝဇက်တွေကတဇက်ပြီးတဇက်ထွက်နေရတယ်ဟုတ်လား ဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုတကယ်မသိတဲ့အခါကျတော့ဒီဘဝကိုပဲတွေ့တာတယ်မမောတယ်သမှုရိယသစ္စာသမှုရိယသစ္စာနဲ့ဒုက္ခဖြစ်ကြောင်းအလုပ်တွေကိုဘုံဘုံတို့ဟာလောက်ကြတယ်ဟုတ်လားသစ္စာလေးပါးကိုမသိခြင်းဟာဘဝတွေတဘဝပြီးတဘဝဆက်ဆက်ဖြစ်နေခြင်းရဲ့အဓိကအကြောင်းတရားပဲဝိဇ္ဇာပြည့်စရာသင်္ခါရကိုရေးတာနော်လေဒီဆိုတော့ဘုရားကြီးအမှန်လေးချက်သဘောနဲ့ကိုဆိုတာသစ္စာလေးပါးကိုပြောတာ ဘဝဆင်းရဲတယ်ဆိုတဲ့အမှန်တရားလူချင်းမမောမှုဟာဒုက္ခရဲ့အကြောင်းတရားဖြစ်တယ်ဆိုတဲ့အမှန်တရားလူချင်းမမောမှုချုပ်ငင်းခြင်းသည်ဒုက္ခချုပ်ငင်းခြင်းဖြစ်တယ်ဆိုတဲ့အမှန်တရားဘဝရဲ့အမှန်တဘာဝတွေကိုအမှန်သိတဲ့တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့လမ်းကြောင်းဖြစ်တယ်ဆိုတဲ့အမှန်တရားတိဖို့အလွန်တရာမှခက်ခဲတဲ့လေးနဲ့တဲ့သဘောတဘာဝကြီးသစ္စာ၄ပါးဘဝဆင်းရဲဆိုတဲ့အမှန်တရား လူချင်းမမောမှုဟာဒုက္ခရဲ့အကြောင်းတရားဖြစ်တယ်ဆိုတဲ့အမှန်တရားလူချင်းမမောမှုချုပ်ငင်းခြင်းသည်ဒုက္ခချုပ်ငင်းခြင်းဖြစ်တယ်ဆိုတဲ့အမှန်တရားဘဝရဲ့အမှန်တဘာဝတွေကိုအမှန်သိတဲ့တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ရှင်ရှင်ပါသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့လမ်းကြောင်းဖြစ်တယ်ဆိုတဲ့အမှန်တရားသိဖို့အလွန်တရာမှခက်ခဲတဲ့၄နဲ့တဲ့သဘောတဘာဝကြီးသစ္စာ၄ပါး